မင်္ဂလာပါဒေါက်တာချမ်းကျမရေဖူသူရ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အတွက်အရေးကြီးတဲ့နှလုံးခုန်နှုန်းအကြောင်းပြောပြပေးပါမယ်ပြီးလို့ရှိရင်အဲ့ဒီနှလုံးခုန်နှုန်းကိုဘယ်လိုတိုင်ရမလဲဆိုတာလည်းသင်ပြပါမယ်ဆိုတော့ကျွန်တော်တို့တာမန်လူတယောက်ပေါ့နော်ကျွန်တော်တို့တာမန်လူတယောက်ဘာယောဂမှမရှိရဲ့တက် session နဲ့ပြပေးတာလူတယောက်မှဆိုရင်နှလုံးခုန်တော့60ကနေ100ကြာရှိစင်တယ်တမနစ်မှာပေါ့နော်တမနစ်မှာ60ကနေ100ကြာရှိစင်တယ်အဲ့လိုပြောလို့ရှိရင်လာပြီးတော့ညင်းခုန်လိမ့်မယ် ကျွန်တော်ဆိုလို့ရှိရင်55လေးနေရပါအကြီးကျွန်တော်အားကစားသမား55ပါဖြစ် That's fine that's okay အားကစားသမားတွေက resting heartbeat လို့ခေါ်တာပေါ့နော်အဲ့ဒီဟာနှေးကိုနှေးရတယ်သူတို့က50ကျော် something ပေါ့နော်အလောက်လောက်ပဲရှိရဲဆိုတော့ that's fine အဲ့လိုနေနေမှာအားကစားလုပ်တဲ့အချိန်မှာမြန်လာလို့ရှိရင်တက်လုံးကောင်းတာပေါ့ဆိုတော့ဒါထားတော့နော်60နဲ့100ချာရှိတယ်60တဲ့နေတယ်ဒါပေမဲ့ဘာယောဂလက္ခဏာမှမရှိဘူးဆိုလို့ရှိရင်ပြဿနာမရှိဘူးဆိုတော့အဲ့ဒီနှလုံးကုန်လုံးဘယ်လိုတိုင်ကြမလဲ ဆိုတော့လက်သုံးချောင်းလို့မယ်လက်ကောက်ဝဲလို့မယ်ဒီမှာသွေးကြောလေးတွေရှိရတယ်တွေးလာဒီလိုသွေးကြောလေးတွေရှိရလက်မကိုမှတ်ထားနော်လက်မကိုမှတ်ထားရင်လက်မဘက်ဒီဟာကိုတိုင်းလို့ရတယ်နော်အမလက်သုံးချောင်းကိုဒီလိုလေးဖိထားဒါကကျွန်တော်လက်ပြန်ရင်းဖြစ်နေလို့တကယ်တော့ဒီလိုမျိုးလေးတိုင်းရနော်အဲ့လိုမျိုးလေးဖိထားလည်းညိုးလက်ကလေးလက်မနဲ့ဖိထားအဲ့လိုဖိထားတဲ့ဒီလိုမျိုးလေးပေါ့နော်အဲ့လိုဖိထားတဲ့ဆိုရင်အဲ့ဒီလက်သုံးချောင်းကိုအောက်ကနေပြီးတော့သွေးကြောလေးရလာပြီးတော့တိုးနေတဲ့ခံစားမှုလေးရလိမ့်မယ် ်အဲ့ဒီဟာရဖို့အရေးကြီးတယ်နော်အဲ့ဒီဟာလေးရအောင်အရင်ဆုံးဒီလိုလေးဖိထားအဲ့လိုဖိထားလို့သွေးကြိုးလေးတိုးတဲ့ခံစားမှုရပြီဆိုရင်နာရီကိုသွားပြီးတော့မှတ်လိုက်လို့10မိနစ်မှတ်လိုက်နော်10မိနစ်မှလို့သွေးကြိုးလေးတစ်ခါတိုးရင်1နှစ်ခါတိုးရင်2 3ခါတိုးရင်3 4ခါတိုးရင်4 5ခါတိုးရင်5အဲ့လိုမျိုးလေးမှတ်ထားတင်းနေတိုးလေး5 6လိုမျိုးလေးရည်10မိနစ်မှအဲ့လာတိုးတာဘယ်နှခေါက်ရှိလဲဆိုတာကိုရည်လိုက် နော်65 85 something တခုခုဖြစ်နေမြေပေါ့နော်အဲ့လိုဖြစ်နေမြေအဲ့ဒါက10မိနစ်မှာရှိရကိုရနှလုံးခုန်လုံးသူများနဲ့တွားပြီးမတိုင်းနဲ့ကျွန်တော်85ရှိရမိတ်ဆွေက65ရှိရင်ရှိမယ်80ရှိရင်ရှိမယ်တယောက်နဲ့တယောက်မတူဘူးဒါကျွန်တော်ဒီပုံမှန်ထိုင်နေတဲ့အချိန်အဲ့ဒါက85ပြင်ပြင်မယ်အားစားလုပ်လိုက်တဲ့ဒီလက်ဝဲတွေပါရေးထိုးတယ်ကျတော့ဒီပါရိုက်တဲ့အဲဒါမျိုးဆိုလို့ရှိရင်85 100 130ဒါမျိုးတွေဖြစ်ကောင်းဖြစ်သွားမယ်အဲ့ဒါပြဿနာမရှိဘူးเนาะ ပုံမှန်ပေါ့ပုံမှန်နားနေတဲ့အချိန်မှာ60ကနေတရားကြရှိတဲ့နဲ့60အောင်နေသွားပြီးယောဂလက္ခဏာတွေရှိလာပြီး မောလာပြီးခေါင်းထဲမှာမိုက်ခနဲဖြစ်သွားပြီးမူးမေ့သွားပြီးဒီလိုမျိုးတွေဖြစ်လာပြီးရင်ဘတ်တွေအောင်လာပြီးဆိုရင်တော့ဆရာဝန်နဲ့ပြနောက်တစ်ခုကတရားထက်များသွားပြီး120ထက်ကျော်သွားပြီးရင်တွေတုံလာပြီးရင်တလက်လက်ဖြစ်လာပြီးအသက်ရှူရတာမဝတော့ဘူးခေါင်းထဲမှာမူးခနဲမိုက်ခနဲဖြစ်လာပြီးသတိမေ့သွားပြီးအဲ့လိုလက္ခဏာတွေရှိလာရင်ဆရာဝန်နဲ့ပြဖို့လိုရတယ်ဆိုတော့ ျွန်တော်တို့ထပ်ပြီးတော့ remind ပြန်လုပ်ပါမယ်ပုံမှန်လူတယောက်မှာနှလုံးခုန်လုံး60ကနေ100ကြာရှိနေတယ်60တက်နေလို့ရတယ်100ထက်လည်းများလို့ရတယ်ဘာရောဂါလက္ခဏာမှမရှိရင် AC ကျွန်တော်အခုဆိုလို့ရှိရင်နှလုံးခုန်လုံးဘယ်လိုတိုက်ရမလဲဆိုတာသိသွားမယ်လို့ထင်ပါတယ်ဒီလိုမျိုးနားလည်းသဘောပေါက်လို့လည်းကျွန်မရဲ့ပုံစံတွေတွေလေးလာခြင်းနဲ့ဆိုလို့ရှိရင် Dr. Chan Dr. Chan ကျွန်မရဲ့ပုံစံတွေ channel ကို like subscribe follow လုပ်ထားပြီးလို့ရပါတယ်။ ဒီနေ့ video ကတော့လောက်ပါပဲဒီလိုဓာတ်တွေကို comment မှာဝင်ရောက်ရေးသားလို့ရပါတယ်ကျွန်တော် video လုပ်ပြီးတော့ပြန်ပြောပြပေးတော့မယ် bye bye